အလုံးမဲ့မင်္ဂလာပါကျွန်တော်ခုပြောပြပေးမယ့်တင်ဟင်းကတော့ဂရီးနိုင်ငံမှာလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ17ရက်နေ့ကဂရီးနိုင်ငံဖာရီမြို့အနီးမှာအင်အား6အဆင့်ရှိတဲ့အပြင်းငလင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ဒီငလင်ရဲ့ဗဟိုချက်ကကာဆိုကျွန်းရဲ့တောင်ဘက်23ကီလိုမီတာအကွာမှာဖြစ်ပြီးတော့မြောက်နက်84ကီလိုမီတာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီငလင်လှုပ်ခတ်မှုကိုစိုက်ပရက်အစ်ချင်းရဲ့အစွေးနိုင်ငံတွေတိပါ

ဖက်ဆိုကြောင့်နေတဝိုင်မှာဆူနာမီသတိပေးချက်တွေထုတ်ပြန်ထားတဲ့ချက်လက်တွေလည်းတွေ့ရပါတယ်။ဒီသတင်းတွေကတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။ဂရီအာနာပိုင်တွေကတော့ဖြစ်ပေါ်လာနေတဲ့အခြေအနေတွေကိုချိန်ရတပင်းကြီးစောင့်ကြည့်ပြီးလိုအပ်တဲ့တုံ့ပြန်မှုတွေကိုဆောင်ရွက်သွားဖို့လိုင်လန်သတိပေးနေရလည်းရှိပါတယ်။ဂရီနိုင်ငံကငလျင်အနယ်ရှိတဲ့စုံတစ်ခုဖြစ်တာကြောင့်ဒေသခံတွေအနေနဲ့အမြဲတမ်းနဲ့ပြင်ဆင်နေထိုင်ဖို့လည်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ အပျက်စီးတွေမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုပဲလမ်းတွေနဲ့အဆောက်အဦတချို့ပျက်စီးတာကိုတော့ဗီဒီယိုထဲမှာတွေ့ရပါတယ်